ီနေ့မှာပညာသင်ကြားနေတဲ့ကျောင်းသားကျောင်းသူတွေအတွက်ပညာကံအခွင့်အလမ်းကောင်းတွေရဖို့လို့အတွက်ဆိုရင်တော့ပန်းပွင့်လေးတွေရှိတဲ့အပင်ကိုရေသွန်းလောင်းပြီးဒီနေ့ပညာသင်ကြားနေတဲ့သူတွေအတွက်ဆူတောင်းပြုလိုက်ပါခင်ဗျာအားလုံးပဲမင်္ဂလာပါခင်ဗျာဒီစီဇန်ကိုစောင့်မျှော်ကြည့်ရှုနေကြတဲ့ခရီးအတိုင်းများအားလုံး ကိုစိတ်နှပြကျမ်းမာချမ်းသာကြပါစေခင်ဗျာဒီစီဇန်ကိုဗီရင်ရရမီဒီယာကစီဇန်တင်ဆက်ပြီးတော့အောင်ထူးဆန်းဗီရင်ရရကမ်းမှအ धिक အကူအညီပံ့ပိုးထားပါတယ်ခင်ဗျာ အားလုံးလူရဆန္ဒပြည့်ကြပါစေခင်ဗျာဒီနေ့2025ခုနှစ်ဒီဇင်ဘာလ6ရက်စနေနေ့အတွက်ခုနှစ်သားမီးတွေအားလုံးတို့အတွက်နူမရိုလော်ဂျီကဏ္ဍဗီရင်ရကတော့အဆက်အသွယ်ကောင်းတွေရမယ်သတင်းကောင်းတွေကြားရမယ်အဖို့တန်ပစ္စည်းအယောင်းဝယ်ကိစ္စမျိုးတွေအောင်မြင်မယ်အလုံးနဲ့ပတ်သက်ပြီးအခက်အခဲဖြစ်နေတာနေပြည်လည်သွားမယ် မတင်မမြဖြစ်နေတဲ့သူတွေနဲ့ပြန်လည်ပြည်လည်သွားမယ်ပြောမယ်ဆိုရင်တော့အစိုးရကနေအကောင့်တွေပြန်ပြီးရတာမျိုးအခွင့်အရေးရတာမျိုးတွေကြုံမဲ့နေဖြစ်ပါတယ်ဒီလိုနေ့မှာမိတ်ဆွေများအနေနဲ့ကံထူးကောင်းမှုလို့တော့ကတော့မနေ့စောစောမှာကိတ်မုံသုံးချက်ပြားရည်လေးဆန်းပြီးမြတ်စွာဘုရားရှင်ကိုကိတ်မုံပြားရည်ဆန်းဆွန်းလှူဒန်းလိုက်ပါခင်ဗျာဒီနေ့မှာပညာသင်ကြားနေတဲ့ကျောင်းသားကျောင်းသူတွေအတွက်ပညာကံအခွင့်အလမ်းကောင်းတွေရဖို့လို့အတွက်ဆိုရင်တော့ ပန်းပွင့်လေးတွေရှိတဲ့အပင်ကိုရေသွန်းလောင်းပြီးဒီနေ့ပညာသင်ကြားနေတဲ့သူတွေအတွက်ဆုတောင်းပြုလိုက်ပါခင်ဗျာဒီနေ့မှာမိရှုတန်းစဉ်ဖွားမြင်ကြတဲ့ရင်သွင်းယန္တနာတွေအတွက်ကတော့စနေနေ့ဘွားအထုံးဘွားဇာတာရှင်များဖြစ်ကြပါတယ်ခင်ဗျာအထုံးဘွားရဲ့ဇွန်တဲ့အတိုင်းထုံးပေါက်ကြော်ကြအောင်မြင်ပါလိမ့်မယ်ခင်ဗျာဒီနေ့အတွက်အကျိုးပေးစိုးမိုးကဏ္ဍကတော့နှစ်ကဏ္ဍခုနှစ်ကဏ္ဍဖြစ်ပြီးတော့မိတ်ဆွေများငွေကန်ကောင်းမှုအတွက်ဆိုရင်တော့ရေသတ္တဝါတွေဖြစ်တဲ့ငါးတွေလိတ်တွေကိုအစာဒါနပြုလိုက်ပါခင်ဗျာ ဈေးကောလက်ခော်ရရာဖြစ်ကတော့မိမိရဲ့စိုင်းရှိမျက်နှာသာကိုတကြားအနေငယ်ကျပန်ရင်ဒီနေ့ဈေးအောင်ကောင်းမှုဆူတောင်းလိုက်ကြပါခင်ဗျာအယောင်ထိုင်နေတဲ့ကုန်ပစ္စည်းတွေအယောင်တော့ဖို့အတွက်ကလည်းဓာတ်တစ်ချောင်းနဲ့တို့ပြီးခောက်ပြီးရိုက်ပြီးအယောင်တော့ဖို့အယောင်ထုတ်ဖို့အတွက်ဆူတောင်းလိုက်ပါခင်ဗျာအမှုပြဒနာကြုံနေတဲ့သူရှိရဆိုရင်တော့အမှုပြဒနာကြုံနေသူအတွက်၎င်းရဲ့အမိကိုတင်မော်ဒီအမဲ့မှာရေးပြီးတိလာရှင်ကိုလှူဒန်းခြင်းအပြင်ကောင်းသောအခွင့်အလမ်းတွေရလာပါလိမ့်မယ်ခင်ဗျာ ကျမ ాయి ညံ့နေတဲ့သူဆွေမျိုးမိသားစုမှာရှိရဆိုရင်တော့ကျမ ాయి ညံ့တဲ့သူအတွက်ဓာတ်စာဖြစ်တဲ့ဒီလိုနေ့မှာသင်္ဘောသီးမဲ့အနေငယ်စားပြီးဆူတောင်းလိုက်ပါအချီးမေတ္တာရဲ့အိမ်တော်ရဲ့အစီအမျိုးဖို့အတွက်ကတော့ဒီလိုနေ့မျိုးမှာအချွေအဝါရောင်တစ်မျိုးမျက်စွာဖျားရှင်ကိုလှူဒန်းပြီးဆူတောင်းဒိဋ္ဌံပြုလိုက်ပါခင်ဗျာဒီအစီအစဉ်ကိုစဉ်သက်မပြတ်စောင့်မျှော်ကြည့်ရှုအားပေးနေကြတဲ့ခွန်ရသိုင်းများအားလုံးကိုစိတ်နှပြကျမ်းမာချမ်းသာ၍လူဟာဆန္ဒပြကြပါစေခင်ဗျာ